ကိုးတိုင်းနောက်ချမ်းကိုစစ်ကောင်စီကနေစဉ် jet fighter နဲ့ဘုံကျဲတိုက်ခိုက်နေတာကြောင့်တက်ကြီးရွယ်ဦးနဲ့ကိုဝင်ဆောင်မျိုးသမီးတွေတိုက်ဆုံနေတယ်လို့ဒေသခံများကအပြေကိုပြောပါတယ်။ပဲခူးတိုင်းတောင်ငူခိုင်ထန်းမင်မြို့နယ်တွေကအိမ်မကြီးကုန်းကြောက်ကြီးပေါင်းနဲ့ရေဦးတောင်ရွာတွေကိုမလာ6ရက်နေ့လယ်ပိုင်းမှာ jet fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး၂ဦးပါဝင်၃ဦးတိုက်ဆုံခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရခိုင်ပြည်နယ်ကနေပဲခူးတိုင်းတွေကိုထိုးစစ်ဆင်လာတဲ့အေတပ်ဖွဲ့ဝင်တွေကို ဟန်တားဖို့အတွက်စစ်ကောင်စီကပဲခူးတိုင်းတရကြေးရတွေကိုနေ့စဉ်ပုံကျဲတိုက်ခိုက်နေတာလို့ဒေသခံတအူကပြောပါတယ်။ဒီကတော့ကိုကြီးအစောပိုင်းမှာကျွန်တော်တို့ဒီပောက်ခေါင်းပေါ့ပောက်ခေါင်းဘက်မှာဟိုပောက်ခေါင်းဘက်မှာမလုပ်လဲဆိုတော့တို့ဒီ drone နဲ့လာပြီးတော့ကျဲတယ်။အဲ့မှလည်းကျွန်တော်တို့ပြည်သူတွေပဲထိခိုက်တယ်ပေါ့နော်။ပြည်သူတွေပဲအဓိကအများကြီးရှိကြတာ우။ဆိုတော့ပြည်သူတွေထိခိုက်တယ်စေယုံစေကံပူရတယ်အရေးပေါ်ကုသရတာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေတစ်ချက်ရှိတယ်ဒါကကျွန်တော်တို့အရှိန်အဟန်ဘက်မှာပေါ့ဆိုတော့ဘာလို့ဒီ ဟာကိုမဲလဲဆိုတော့ဒီရခိုင်ရဲ့အရေးရခိုင်ရဲ့အလှုပ်ကိုဒီပြေးခရိုင်မှာကူးမလာဖို့အတွက်သူတို့ဒါဟန်တောင်းမှုတစ်ခုလုပ်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အခုဒီလာထဲမှာပဲဒီနှစ်လပိုင်းသုံးလပိုင်းထဲမှာဘာတွေဖြစ်လာလဲဆိုတော့ဒီ KNU နယ်မြေပတ်ချာလဲမှာရှိနေတဲ့နေရာဒေသတော်တော်များများကိုဘုံတွေကျဲတယ်ဒရုန်းတွေနဲ့ပြေးကျဲတယ်နောက်ပြီးတော့ဒီ jet fighter တွေနဲ့လာတယ်ပြီးတော့ကျွန်တော်တို့ပြစ်ကြတယ်မနေ့ကညပဲကျွန်တော်တို့ရဲဘော်တွေရှိတဲ့နေရာကရွာတွေအဲဘယ်လိုပြောမလဲ ဆိုတော့မြို့အဖွားအဖွားတယောက်လည်းဆုံးသွားတယ်မြို့သမီးတွေတော်တော်များများထိခိုက်တာတွေ့ရလိမ့်မယ်ပေါ့နော်အဲ့ဒီဟိုးရှိတ်နှစ်လားလောက်မှလည်းပဲဒါဖြူးမှဒီဟိန်းလူဘာသာဝင်တွေအများကြီးပဲဒါအစုတိုက်ပြုံလိုက်ကိုဒီ drone နဲ့ပဲသူတို့ပုံကျဲပြီးတော့ဟိုတက်ဖြတ်ပလိုက်တယ်အများကြီးပဲတည်ကြည်ခဲ့ကြတယ်ပေါ့နော်ဆိုတော့အဲ့မှာလည်းမြို့သမီးတွေတော်တော်များများပါသွားတယ်ပေါ့နော်ဆိုတော့ပြည်သူတွေပြည်သူတွေကတော်တော်ကြီးကိုဒါစစ်ကောင်စီရဲ့တက်တက်ဖြတ်တဲ့ကိစ္စတွေကိုဒီတောင်ပိုင်းဒေသမှာ ဟိုတော်တော်လိမ့်ပိန်ပြီးတော့ခံရတာကိုတွတ်တွေ့တယ်ပေါ့နော်ဆိုတော့ဒီတိုင်းပဲအဲဒီလေရင်နေအားကိုးပြီးတော့သူတို့ကစစ်ကြောင်းတော့သူတို့တိတ်မတက်နိုင်ဘူးပေါ့နော်ဒီဒီမြေပြင်တိုက်ခိုက်ရေးတော့သူတို့မလုပ်နိုင်ဘူးဒီလိမ့်မြန်နေနဲ့ပဲနောက် drone နေနဲ့ပဲနောက်ပြီးတော့ jet fighter တွေနဲ့သူတို့တွေလှုပ်တဲ့အတွေ့အဲတွေ့ကြရလျှောက်ပြင်းမဲမဲမြင်ရပြစ်တဲ့အခါကျတော့ဒီကိစ္စပေါ်မှာလည်းတော်တော်များများကဒီတက်ကြီးရကြီးတွေကအိမ်မှာကြံခဲ့ကြတာလည်းများတယ်အရေးရကြောင်းမပြေးနိုင်မလွားနိုင်ဘူးပေါ့နော်ဆိုတော့အမျိုးသမီး ဖွားကြီးတွေဒါမျိုးတွေတော့ကိုဝင်သေးတွေဘကြီးတွေတွေဒါတွေကဘယ်ပြေးနိုင်မလဲဒီလိုရှင်နေမျိုးမှာသူတို့ကအသက်တွေကိုစည်သေးနေရတာပါဘကိုတိုင်းတောင်ငူခိုင်ထန်းမင်းမျိုးနယ်တွေကတိုက်ခိုက်မှုအတွင်းအမျိုးသမီး၂ဦးပါဝင်၃ဦးသေဆုံးပြီး၂ဦးတန်ရာရရှိခဲ့တယ်လို့မလ9ရက်မနက်ပိုင်းမှာလဲကြောက်ကြီးပေါက်ကိုဝိုင်းတွဲနဲ့ဘုံအလုံး၂၀ကျဲချတိုက်ခိုက်သွားခဲ့တယ်လို့ဒေတာခန့်တကူကအခုလိုပြောပါတယ် ဝေကြီးစံပြကြီးရွာမညာလာပြစ်သွားတယ်တုံးနဲ့လည်းပြစ်တယ်လည်းနဲ့ကြီးနဲ့လည်းပြစ်တယ်ပေါ့နော်အဲအခုမနေ့ကသူတို့ထပ်ပြစ်နေတယ်အခုဒါမှမဟုတ်ပြစ်တယ်ဆိုတာအခုမနေ့တော့ဒီဘက်ကိုကြာမလာသေးဘူးညာတော့ကတော့တော်တော်များများကြာတယ်ပေါ့ ၃ယောက်၃ယောက်ကို၂ယောက်ကတော့ဦးစေးယုံမှာ၁ယောက်ကပေါင်ကိုထီတယ်မန်တီနီဝဲဆိုတဲ့အမကြီးရတယ်အဲမန်တီတူဝဲဆိုတဲ့အဲမန်တီတူတန်းဆိုတဲ့အမကြီးကတော့သူကကောင်းဟောပေါ့နော်ကောင်းကောင်းကိုထီတာတယ်ဒါပေမဲ့သူကလည်းရှိစေးယုံမှာရေရေတောင်းနေတယ်အတဲ့တာတော့ဖြစ်နေတယ်တတိယနဲ့တစ်ချက်ရတဲ့ချက်တော့ရှိတယ်ပေါ့နော်ဒီမြေကြီးကတော့ကိုဆုံးသွားတယ်ဟုတ်တယ် တော့ရောက်ပါတော့ရောက်ဖို့တကယ်ကတော့လောလောဆယ်ညညာပြီးနေပါတယ်နောက်တစ်ယောက်ကဆေးဥမှာကိုယ်တည်းတဲ့နေတာရှိတယ်အဲနောက်တဲ့မန်နီနီဝဲဆိုတဲ့အမကြီးကတော့အပေါင်းမှန်တယ်ကို2025ခုနှစ်ဇန်နဝါရီတရက်ကနေမလာချောင်းနေ့ထိနိုင်ငံတော်ဝန်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင်းအမျိုးသမီး138ဦးသေဆုံးခဲ့ပြီးစကိုင်းတိုင်းကတော့သေဆုံးမှုအများဆုံးတိုင်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီလိုသေဆုံးသူတွေက100နီးပါးဟာလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတာဖြစ်ပြီး22ဦးကတော့လက်နက်ကြီးကြောင့်သေဆုံးခဲ့ရတာဖြစ်ပါတယ်။ Thank